လေလုံးမြိုင်လူတက်မှုနဲ့ပတ်သက်ပြီးအတိအကျမသိသေးခင်မှာသတင်းထုတ်ပြန်မှုမလုံနိုင်သေးပေမဲ့အမှုမှန်အမြန်ဆုံးပေါ်ပေါက်အောင်ကြိုးစားနေတယ်လို့ထောက်ကျက်နေမြေရေစကန်ကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုခိုင်မနှုကပေးပို့ထားပါတယ်ခင်ဗျာမြင်္ဂလာတို့မြို့နယ်ဗရန်များမြို့တစ်ရွှေနေသာကြီးဝအုပ်စုမှာဩဂလ20ရက်နေ့ကအလေးလောင်းပြိုင်လူတက်မှုဖြစ်ပွားခဲ့တာပါဩဂလ26ရက်နေ့မနက်ပိုင်းမှာတော့တိတ်ဆုံးသူတွေအတွက်ရလင်းစွန့်ကြွေးပြုလုပ်ခဲ့ပါတယ် ဒီလေလောက်လွှဲမှုနဲ့ပတ်သက်ပြီးအတိအကျမသိရသေးခင်မှာသတင်းအချက်လက်တွေပေးလို့မဖြစ်နိုင်သေးပေမဲ့အမှုမှန်အမြန်ဆုံးပေါ်ပေါက်အောင်ဆောင်ရွက်နေရလို့ထောက်ကျက်နေမြေစကန်ကစကန်မှုကပြောပါတယ်။ဒါလေးကဟိုမတိကြပဲနဲ့ပြောလို့မရဘူးလေ။အဲကြောင့်ကျွန်တော်ကစုံစမ်းဆောင်ရွက်နေတယ်။အဓိကတော့ကျွန်တော်ဒါတိုင်းတွေရက်တက်ဖွယ်နဲ့မှုဝင်ရက်တက်ဖွယ်နဲ့ပုံစံ။တိုးတက်မှုဆိုတော့ဒါကျွန်တော်တို့ကသတင်းစကားတွေကစုံစမ်းတော့စုံစမ်းတော့ရလာရလာပြီးတော့တိုးတက်မှုဆိုတော့သတင်းစကားစုံစမ်းမှုတွေတော့အများကြီးတိုးတက်လာတာပေါ့။ဒီလိုပဲစုံစမ်းဆောင်ရွက်နေတယ်။အဲကရဲလို့အောင်မြင်နေတာပဲလေအားလုံးက။အဲဒါကြောင့်ကျွန်တော်တို့ဒါ ဟိုအကောင်းဆုံးကြိုးစားဆောင်ရွက်တယ်။ဒီလေလောက်မြောက်အမှုဖြစ်ပွားခဲ့တာဟာဩဂုတ်လ29ရက်နေ့ဆိုတပတ်ပြည့်ပြီဖြစ်ပါတယ်။ရဲတပ်ခွဲဘက်ကအကူအညီတောင်းတာတွေရှိလာရင်ရက်ွက်အုပ်ချုပ်ရေးအဖွဲ့ကပူပေါင်းကူညီဆောင်ရွက်သွားမယ်လို့ပြောပါတယ်။သူတို့ခေါ်တဲ့အချိန်ကတော့ဥတို့ရုံးကနေပြီးတော့အုပ်ချုပ်ရေးအဖွဲ့ကနေပြီးတော့လိုက်ရတယ်။လိုက်ပြီးတော့သူတို့နောက်ကိုလိုက်ပြီးတော့ဟိုသူတို့မေးတာပြူတာလေးတွေပေါ့နော်လိုက်ဖြေပေးရတယ်။ခေါ်ကန်ရက်ွက်ထဲမှာ ဟိုတယောက်တော့ခေါ်ပေးပါဆိုရင်လည်းရက်ွက်တဲ့လူဥတို့သွားခေါ်ပေးရတယ်အဲ့ဒါတော့ပေါ့ဟိုခုလိုရဲတပ်ဖွဲ့ရနေပြီးတော့အကူကြီးတောင်းမယ်ဆိုရင်ဥတို့အုပ်ချုပ်ရေးအဖွဲ့ရနေပြီးတော့လိုအပ်တဲ့အတိုင်းအတာဒီအားလုံးကိုအကူကြီးပေးတော့မှာပါမင်္ဂလာအောင်မြို့နယ်မှာဩဂုတ်လ20ရက်နေ့ကရဲရရှိဟောင်းနဲ့မိသားစု3ဦးကိုရဲရဲဆက်ဆက်အသက်ခံခဲ့ရတာဖြစ်ပါတယ်။တည်ဆုံးသူတွေရဲ့နာရီကိုဩဂုတ်လ20ရက်နေ့ကမြောက်ကလာပါမြို့နယ်ရေဝေးတုတ်တံမှာပြုလုပ်ခဲ့ပြီးလူထောင်ကျော်လိုက်ပါပို့ဆောင်ခဲ့ပါတယ်။ ဲတွေကလည်းအကုန်လုံးသူလုံနေကြတယ်ဆိုတော့သူတို့တွေလည်းအားလုံးကိုလည်းအားကိုးပါတယ်အဲ့မပြောပြသေးတာတွေနော်တီမှုအမြန်ဆုံးပေါ်ပေါက်ဖို့အတွက်ပြည်သူအားလုံးကလူလာနေတာဖြစ်ပြီးလွတ်တော်ကိုယ်စားလှယ်တွေကလည်းရဲတပ်ဖွဲ့နဲ့အတူပူပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြည်သူတွေဘက်ကလည်းပူပေါင်းဆောင်ရွက်စီစဉ်တယ်လို့ရုံတိုင်းဒေသကြီးလွတ်တော်ဒုတိယဥက္ကဋ္ဌဦးလင်းနိုင်မြင့်ကဩဂလ26ရက်နေ့ရက်လယ်ကိုလာရောက်ချိန်မှာပြောဆိုခဲ့တာဖြစ်ပါတယ်ကျမခိုင်ပန်းနူပါ